โอเคအားလုံးပဲမင်္ဂလာပါ Go Back United ရဲ့ Facebook, TikTok နဲ့ YouTube channel ကနေကြိုဆိုလိုက်ပါရစေ။ မနက်ဖြန်စနေနေ့ညမှာတော့ကျွန်တော်တို့ Manchester United တင်တဲ့ Brighton တင်တဲ့ Premier League Win 9ဖြစ်ရှင်ပြန်ကစားသွားကြမှာလည်းဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်အတွက်ကိုကျွန်တော်တို့ Global United ကနေပြီးတော့ဒီ Preview Pre-match အနေနဲ့ပေါ့နော်ကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီနှစ်သင်းလုံးရဲ့အနေအထားကိုကျွန်တော်တို့ဒီသုံးသပ်မယ်ဆိုရင်ကျွန်တော် Manchester United အသင်းရဲ့အနေအထားနဲ့စကြပါမယ်အဲကျွန်တော်တို့လက်ရှိ Manchester United အသင်းရဲ့အနေအထားကလက်ရှိမှာဆိုလို့ရှိရင်ဒီကစားသမားတွေရောဒီ အဲအုံလုံးပေါ့နော်ခြေစွမ်းပိုင်းအောင်စိတ်သက်ပိုင်းအောင်အမြင်ဆုံးအနေထားမှာရောက်ရှိနေလို့ထင်တယ်။ဘာဖြစ်လဲဆိုတော့ဒီနိပြအမော်ရင်းရဲ့လက်ထက်မှာဒီနောက်ဆုံးနှစ်ပွဲဆက်အနိုင်ရရှိထားတာကိုလည်းကျွန်တော်တို့တွေ့ရတယ်။အဲပြလို့ရှိရင်အိမ်ငွေးမှာဆိုလို့ရှိရင်နိပြအမော်ရင်းရဲ့လက်အောက်မှာပထမဆုံး၃ပွဲဆက်အိမ်ငွေးအနိုင်ရရှိထားတဲ့အဲ ရလက်တွေကိုလည်းကျွန်တော်တို့တွေ့ရပါဘူးနော်ဆိုတော့ဒီမိပြရဲ့နီးစနစ်ကလည်းပို့ပြီးတော့ကစားသမားတွေနဲ့ပို့ပြီးအန်ဝင်ခွင့်ညတွေ့လာတာကိုလည်းကျွန်တော်တို့တွေ့ရတယ်မှာဘာလို့လဲဆိုတော့ပြီးခဲ့တဲ့အနာလန်တိမှာကျွန်တော်တို့အနေနဲ့ခြေစွမ်းပြပြီးတော့နိုင်ဝဲရယူတယ်ဝင်းမားဆိုလည်းကလင်းရှိရတယ်ပေါ့နော်အဲပြီးလို့ရှိရင်အဲ့နောက်ပိုင်းမှာဆိုရင်ကျွန်တော်လီဗာပူးနဲ့အသင်းမှာဆိုလို့ရှိရင်ဒီနိုင်ဝဲကိုဆက်လက်ပြီးတော့ထိန်းထားပြီးတော့ထပ်မံပြီးခြေစွမ်းပြသွားရမှာနော် ပုံမှန်တိုင်းဆိုလို့ရှိရင်လည်းကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အတင်းကတပွဲနိုင်ပြီးနောက်ပွဲကျလို့ရှိရင်နိုင်ဖို့ရာခိုင်နှုန်းကမတိကျတဲ့အနေအထားတွေမှာရှိတယ်ရှုံးရင်လည်းရှုံးသွားနိုင်တယ်ပေါ့နော်အဲဥမာတပွဲနိုင်တဲ့တပွဲရှုံးတဲ့ဒီလိုမျိုးအနေအထားတွေရှိတယ်ဒါပေမဲ့နီးပြမော်ရင်နီးစနစ်ကလေဘောင်းနဲ့ပွဲမှာအလုတ်ဖြစ်တာကိုကျွန်တော်တို့ ਨੇ တွေ့ရတယ်ဆန်နလန်နဲ့အတင်းမှာတော့ကျွန်တော်တို့ ਨੇ နိုင်မယ်လို့ခံစားရပါပဲလေဘောင်းနဲ့ပွဲစဉ်မှာတော့ကျွန်တော်တို့ ਨੇ ခံစစ်ကိုဦးစားပြီးတိုက်စစ်ကိုအဲဒီ ခုခံမယ်ဆိုတော့ဒီခန်းစစ်ဦးစားပေးပုံစံကိုနီးဟိုမော်ရီနဲ့ထုတ်ပြီးသုံးလာတာကိုတွေ့ရတယ်အဲအဲ့ဒီမှာလည်းသူ့ရဲ့နေစနစ်ကိုအလုပ်ဖြစ်တယ်အဲဥမာဆိုလို့ရင်ကျွန်တော်အနေနဲ့ဆိုရင်ကစားသမားလူစင်းလိုင်းနဲ့ထုတ်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီ နှစ်ပွဲဆက်ဒီဂိုးသွင်းထားတဲ့ဆက်စကိုကိုလိုင်းနဲ့အောက်လာချိန်မှာဟာဘာလဲပေါ့ဒီနီးပြကအနေထားဘာတွေရှောက်လို့ပြန်ပြီလဲမသိဘူးဆိုတော့ပုံစံမျိုးကျွန်တော်ရှော့ရခဲ့ကျွန်တော်ဆိုအဲ့ဒီ preview ပွဲစဉ်မှာ pre match လုပ်တဲ့အချိန်မှာဆိုလို့ရှိရင်အဲ့ဒါကြီးကျွန်တော်ထည့်ပြီးပြောခဲ့ပေါ့နော်ဒါမှလည်းဒီဆက်စကိုဆိုလို့ရှိရင်ကျွန်တော်တို့အနေထားအမြင်ရဆိုလို့ရှိရင်ဒီ Liverpool ရဲ့ခန်းစစ်ကိုဒီအမြင်မောတွေနဲ့ကျွန်တော်ဒုက္ခပေးဖို့အတွက်ဆိုလို့ရှိရင်အသင့်တော်ဆုံးဒီပွဲထွက်ကစားသမားအနေထားနဲ့ကျွန်တော်တို့မြင်ခဲ့တယ်ဒါပေမဲ့ ဒီလောအနှုံးကိုအကူဖို့အတွက်ကျွန်တော်ဒီ present ပေးဖို့အတွက်ဆိုပြီးတော့ဒီ sasco ကို line နဲ့အောက်ပြီးတော့ဒီနှစ်ပွဲဆက်ကိုဒင်းနဲ့ sasco ကို line နဲ့အောက်ပြီးတော့ကျွန်တော်ဒီကွန်ညာကိုအထောင်တိုက်စင်မှာဆော့လာတယ်အဲပြီးလို့ရှိရင်ဒီ missing mount ပေါ့နော် မေစင်မောင်းပွဲထုတ်ပြီးသုံးလာတယ်။မေစင်မောင်းကပွဲတိုင်းမှာ line နဲ့ထုတ်လောက်ရအောင်ဒီခြေစမ်းအာမကွာရမယ်လေ။ပြီးခဲ့တဲ့ဒီလီဗာပူးနဲ့ပွဲစဉ်မှာတော့သူ့ရဲ့လုံအားနှုံးကအဲဒီအလုတ်ဖြစ်ခဲ့တော့ကျွန်တော်နဲ့မေ့လို့မရဘူးပေါ့နော်။အဲဘာလို့ဆိုတော့ဒီမေစင်မောင်းကဒီ goal တွေ assist တွေမှာပုံမှန်ပတ်သက်မှုတိတ်ပြီးတော့မရှိဘူးဆိုပေမဲ့လေဒီလီဗာပူးနဲ့ပွဲစဉ်မှာတိုက်စစ်ကနေစပြီးကျွန်တော်တို့ဒီ present ပေးတဲ့အနေအထားမှာသူ့အနေနဲ့အရင် အဲပေါင်ပတ်သက်မှုများခဲ့တယ်ပြီးလို့ရှင်ပို့ပြီးတော့လောကနှုံးနေအဲတွေ့ရပေါ့နော်ပြီးလို့ရှင်အထောင်ထဲစစ်မှုကွန်ညာလည်းစောနာပြောလို့ဒီဆက်စကိုအစားသူ့အနေနဲ့တိုအာယုံကပို့ပြီးကောင်းတာဖြစ်တဲ့အတွက်ဒီလီဗာပူးနဲ့ရာသမားတွေခန်းဆုံးရာသမားတွေထိတဲ့တွေ့ဆုံတဲ့အချိန်မှာသူ့အနေနဲ့ဒီဘောလုံးဆုံးရှုံးမှုမရှိအောင်အကိုအသင်းဘက်ကနေပိုဇီရှင်းများအောင်သူ့ပြီးတော့နှစ်ယောက်တစ်ယောက်ဒရိုဘယ်ဆွဲပြီးတော့လှည့်ထွက်တာတွေကမှအစားဒီတကဘာလုံးကိုပေါ့နော်ဒီ main base ပိတ်သက်တယ် United ပိတ်သက်တယ်အကုန်လုံးကိုဒီအားအသင်းအောင်သူ့အနေနဲ့လှုပ်သွားနိုင်တာကိုကျွန်တော်တို့တွေ့ရတယ်အဲပြီးလို့ရှင် MU မူပေါ့နော်တိုက်စစ်ပိုင်းမှာဒီ MU မူကလည်းမိထ လို့မရတဲ့ကစားသမားပြီးလို့ရှိရင်ဒီအမ်ဘူမိုခြေစွမ်းပြနေရဲ့အဓိကအကြောင်းကတော့ကျွန်တော်ထင်တာကတော့ဒီဆန်နလန်နဲ့ပွဲစဉ်မှာအဲတွဲဖက်သုံးပြခဲ့တဲ့အမ်ဘူမိုအာမက်အတွဲရလည်းဒီလီဗာပူးနဲ့အတွဲမှာဆက်ပြီးတော့အလုပ်ဖြစ်ခဲ့တယ်ဒါပေမဲ့အဲအမ်ဘူမိုဒီလိုမျိုးဂိုးသွင်းတာကအာမက်ကနေနောက်ကနေ support အများကြီးပေးနေတာလို့ကျွန်တော်တို့မြင်တယ်ဒီအာမက်ကအဲပြီးခဲ့တဲ့ဆန်နလန်နဲ့ပွဲစဉ်မှာကျွန်တော်တို့အနေနဲ့တိုက်ပြီးဆွတ်ရမယ်အသင်မျိုးနဲ့တွေ့ရတဲ့အချိန်မှာသူတို့နှစ်ယောက်ကိုပွဲထွက်ပြီးသုံးလာအဆင်ပြေပေမဲ့လည်းဒီ လီဗာပူးနဲ့ပွဲစဉ်မှာဒီအာမက်ကိုလိုမျိုးတွဲပြီးသုံးလာတဲ့အချိန်မှာကျွန်တော်တို့ ਨੇ အနှင်းငယ်အားအသင့်သွားခဲ့ပါတော့။ဘာလို့လဲဆိုတော့အာမက်ကောအန်ဘူမိုကဒီမန်ချက်စတာယူနိုက်တက်အသင်းရဲ့ဒီတိုက်စစ်ပိုင်းမှာအကူရတဲ့ညာချမ်းရဲ့တိုက်စစ်ကစားသမားတွေပေါ့နော်။အဲအဆိုတော့ right wing back မှာအခုဆိုရင်ကျွန်တော်တို့ကတိုက်စစ်ခန်းစစ်ကစားပေးပြီးတော့ကောင်တာနဲ့ဆော့မယ်ဆိုတဲ့အနေထားမှာကျွန်တော်တို့ ਨੇ ခန်းစစ်ကစားသမားတို့ဥမာဒါလို့ဖြစ်ဖြစ်မာဇာဝီဖြစ်ဖြစ်ပေါ့နော်။ထုတ်သုံးလာမယ်လို့ထင်နေတဲ့အနေထားမှာသူ့အနေနဲ့ဒီအနှင်းငယ်ဟိုဟိုပါပေါ့နော် risk ယူပြီးတော့ ဒီအာမတ်ကိုထုတ်ပြီးသုံးလာတော့တွေ့ရတယ်ပြီးလို့ရှိရင်အာမတ်ကလည်းတပွဲလုံးမှာဒီတိုက်စစ်ကောခန်းစစ်ကောဟန်ချက်ညင်ညင်နဲ့သူ့နဲ့လူစားမလဲခင်မိနစ်60လောက်ထိသူ့အနေနဲ့ကောင်းမှုမဆော့သွားပြီးတော့ဒီအမျိုးမျိုးရဲ့ဂိုးကိုဖန်တီးပေးသွားနိုင်တာကိုလည်းတွေ့ရတယ်ဒီချိန်မှာဒါမော်ရင်ရဲ့သူ့ရဲ့သူ့ကိုယ်သူယုံကြည်ချက်ရှိရှိသူ့ရဲ့နီးစနစ်ကအလုတ်ပြအလုတ်ဖြစ်လာတယ်ဆိုတဲ့ဟာကိုတတိပြထားတာကိုလည်းတွေ့ရတယ်ပေါ့နော်အဲနောက်ပြီးတော့နောက်တစ်ချက်ကကျွန်တော်တို့ရဲ့ခေါင်းကြီးပေါ့နော်ခန်းစစ်ကစားသမားခေါင်းကြီးကဒီမကွိုင်းရဆိုလို့ရှိရင် Brighton နဲ့ ရာဘရမ sorry ဘရန်ဖုန်းနဲ့ပွဲစဉ်မှာဆိုလို့ရှင်တလွဲကြီးလှုပ်ထားတယ်တလွဲကြီးလှုပ်ထားပြီးတော့ကျွန်တော်တို့အနေနဲ့ဒီဆန်နာလန်နဲ့ပွဲစဉ်မှာ line နဲ့ out ထားတာကိုကျွန်တော်တို့တွေ့ရတယ် line နဲ့ out ထားပြီးတော့ဆန်နာလန်နဲ့ပွဲစဉ်မှာဒီ clean sheet ရယူထားတဲ့ yoyo အဲ yoyo ကဒီကျွန်တော်တို့အနေနဲ့ဒီလီဗာပူးနဲ့ပွဲစဉ်မှာဆက်ပြီးပါမယ်ထင်တာပေါ့နော်အဲ့အချိန်မှာဒီအမော်ရင်ကအကုန်လုံးအန်အောင် yoyo clean sheet ရယူထားတဲ့ yoyo line နဲ့ out တယ် out ပြီးတော့မကွမ်းရအောင်ထည့်ပြီးသုံးလာတယ် အချိန်မှာပို့ပြီးအလုပ်ဖြစ်သွားရပေါ့နော်အကောင်လုံးသိရတယ်မဲ့နောက်ဆုံးဒီခေါင်းတိုက်ဂိုးနဲ့ဒီလီဗာပူးအသင်းဘက်ကိုတော့တွင်းယူပေးသွားရဲဆိုတော့ဒီနီးပြရဲ့ယုံကြည်ချက်နဲ့နီးပြရဲ့ကစားကွက်အောက်မှာဒီဇာသမားကြီးလည်းအနေငယ်ပို့ပြီးတော့အရင်ကတည်းကတပွဲချင်းတပွဲချင်းပို့ပြီးအံဝင်လာတာရဲ့လို့ကျွန်တော်အံဝင်လာရဲ့လို့ကျွန်တော်လည်းမြင်တယ်ပေါ့နော်နောက်တစ်ခုကဂိုးသမားပေါ့နော်ဂိုးသမားဆိုလို့ရှိရင်လည်းဒီလမ်မန်စ်ကအဲပြီးခဲ့တဲ့ အဲဒီဆန်နလန်ပွဲစဉ်မှာလည်းပွဲချက်စစချင်းကျွန်တော်ကလင်းရှီရတယ်မနှုတ်သမဲရတယ်ပြီးရင်လီဗာပူးနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းသူ့အနေနဲ့အီဆက်ရဲ့ဂိုးကိုကာကွယ်တာတွေပြီးလို့ရှိရင်ဒေါင္ငံမောထွက်ပြီးတော့ပုတ်တာတွေအဲပြီးလို့ရှိရင်ဒီရဲဝန်းနဲ့ရှေ့ထွက်ပြီးဆွဲတဲ့အပိုင်းတွေပေါ့နော်အဲဒီလိုမျိုးပုံစံတွေကိုကျွန်တော်တို့ဒီ United ပိသက်တွေအနေနဲ့ဒီပြီးခဲ့တဲ့အိုနာနာတို့အဲဘယင်နာတို့ဒီဂိုးဖတ်တဲ့ချိန်မှာဘယ်ချိန်မှာတလွဲလုံမလဲဘယ်ချိန်မှာအမားလုံမလဲဆိုတော့အနေထားစိုးရိမ်စိတ်တွေကိုပျောက်သွားအောင်ဒီသူ့အနေနဲ့စွမ်းဆောင်ပြခဲ့တာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့လက်ရှိ Manchester United ကဆောင်းနာပြော လို့ပဲအင်ကွင်း၃ဘတ်ဆက်လဲမော်ရင်အောင်လက်ထက်အောင်မှာနိုင်ယူနိုင်ယူထားတယ်ပြီးတော့နောက်ဆုံး၂ပွဲမှာလဲဒီ၂ပွဲဆက်အနိုင်ယူထားပြီးတော့ဒီတိုက်စစ်ပိုင်းရောခန်းစစ်ပိုင်းရောကွင်းလယ်ပိုင်းရောမှာကျွန်တော်တို့ဒီအဲစိတ်သက်ရေးရောကွင်းနင်းကွင်းမြင်ပေါ့နော်အမြင့်ဆုံးအနေထားမှာရောက်ရှိနေတယ်လို့ကျွန်တော်လည်းမြင်နေပေါ့နော် ဆိုတော့ဒါကျွန်တော်မန်ချက်စတာနဲ့အသင်းဘက်ကိုပြောခဲ့တာဆိုတော့ Brighton အသင်းဘက်ကိုသွားကြည့်အောင် Brighton အသင်းဘက်ကကြာတော့လက်ရှိအနေထားမှာဆိုလို့ရှိရင်သူတို့အနေနဲ့ဒီရာသီမှာသူတို့သုံးပွဲသာသူတို့အနိုင်ရရှိတာတယ်သုံးပွဲမှာဆိုလို့ရှိရင်ဒီတကယ်အသင်းကြီးဖြစ်တဲ့ဒီ Chelsea တို့အဲပြီးလို့ရှိရင်ဒီ Man City တို့ကိုလည်းအနိုင်ရထားတယ်အဲပြီးရင်အခုနောက်ဆုံးပွဲဆိုရင်ပြီးခဲ့တဲ့ဘက်ကဒီ Newcastle ကို1-2ဆိုတဲ့ရလနဲ့အနိုင်ယူထားတယ်ပေါ့နော်ဆိုတော့ဒီ Brighton အသင်းကကျွန်တော်တို့ Manchester United အသင်းနဲ့တွေ့တိုင်းမှာအဲရလကောင်းတွေကို အဲရယူထားတဲ့အပေါ်စီအတင်းလို့တော့ပြောလို့ရရပါတော့ပြီးခဲ့တဲ့၃နှစ်အတွင်းမှာကျွန်တော်တို့ ਨੇ ၇ချိန်တိတိတွေးဆွန်ခဲ့တယ်၇ချိန်အတွင်းမှာကျွန်တော်တို့ကဒီတပွဲစာအနိုင်ရယူထားပြီးတော့ Brighton Thing က၆ပွဲထိရှုံးနေထားတာကိုတွေ့ရတယ်ပြီးတော့ Brighton Thing ရဲ့ play style ပေါ့နော် Brighton Thing မှာသူတို့ရဲ့ကိုယ်ပိုင်ကစားဟန်တစ်ခုတော့ရှိတယ်အဲဘာလို့ဆိုတော့ဘယ်သင်းမဲလာလာသူတို့အနေနဲ့အကောင်းဆုံးကစားမယ်ဆိုတဲ့အနေထားကိုတော့တွေ့ရတယ်အဲပြီးတော့နိပြဒီဇာဘီတို့အဲပြီးလို့ရှိရင် Grand Border တို့နောက်ပိုင်းအခု Ansela တို့ကင်တဲ့အချိန်လက်ရှိအချိန်ထိဒီသူကဘယ်သင်းမဲအနေနဲ့သူတို့အနေနဲ့ရှင်ပြန်ကစားနိုင်အောင်တွေ့ရ တယ်ပြီးတော့အခုနောက်ပိုင်းမှာပုံစံကောင်းနေပို့ပြီးရလာတယ်လို့မြင်တယ်ဒါကြောင့်မလို့ပြီးခဲ့တဲ့ပတ်မှာဆိုလို့ရှိရင်ဒီ120ရက်လနဲ့ Newcastle အသင်းကိုအနိုင်ရရှိထားတယ်ဆောနာပြောလို့ Man City ကို Chelsea ကိုလိုမျိုးအသင်းကြီးနဲ့တွေ့ဆုံထားဟိုအနိုင်ရရှိထားပြီးတော့ဒီ Spurs ကိုလည်းသူတို့တည်ရည်အနေထားခံထားတယ် Spurs နဲ့ဆိုလို့ရှိရင်သူတို့ကသူတို့ကနှလုံးရင်တွင်းတာဗျာပြီးခဲ့မှာ Spurs နှလုံးလိုက်တွင်းရတဲ့အနေထားရှိရဲ့အဲဒါပေမဲ့တခုခံမှန်းလို့မရတာ Brighton အသင်းကဘာလဲဆိုလို့ရှိရင်အသင်းကြီးနေမှာဆိုလို့ရင်ဆောနာပြောလို့အနိုင်ပွဲတွေရရှိအောင်ပေါ်ဆောင်ထားနိုင်ခဲ့မဲ့ဒီ တခြားအသင်းငယ်ပေါ့နော်ဒီ Everton တို့ဘုံမောက်တို့ကြာသူရှုံးနေထားတယ်ပြီးလို့ရှိရင် Uberhanan ဆိုလို့ရှိရင်သူတို့နေတည်ရကြတာတော့တွေ့ရဆိုတော့သူ့အနေနဲ့အနည်းငယ်တော့ခံမန်းအခက်တယ်ဒါမှမဟုတ်လဲသူ့အနေနဲ့ကဆောနာပြောလို့ Manchester United အသင်းကိုလာပြီးကန်တဲ့အချိန်တိုင်းမှာဒီအိမ်ဝင်း၃ချိန်လုံး၃နှစ်အတွင်းမှာ၃ချိန်ကန်ထားတယ်၃ချိန်လုံးမှာသူ့အနေနဲ့အဲအိမ်ဝင်း မန်ချက်စတာနဲ့အိမ်ဝင်းမှာအများနဲ့အနိုင်ယူနေတဲ့အဲပုံစံကောင်းတွေကိုတော့ရလက်ကောင်းတွေရရှိတာဖြစ်တယ်လေကျွန်တော်တို့အနေနဲ့ကတော့ဟိုတိုင်းဟိုဘယ်လိုပြောရမလဲလွတ်ပစ်ထားလို့တော့မရတဲ့အနေထားပေါ့နော်ဒါပေမဲ့လည်းလက်ရှိမန်ချက်စတာနဲ့သွမ်းနာပြောလို့အစုဖွဲ့ကောင်းတိုက်စစ်ကောဒီကစားသမားရောနီးပြရောအကုန်လုံးကအဲဘတ်ဆုံအဲအားရစရာအနေထားတစ်ခုကိုရောက်ရှိထားတယ်ပြီးတော့နောက်ဆုံးနှစ်ပွဲဆက်အနိုင်ရရှိထားတယ်ဆိုတော့ တော့စိတ်ဝင်စားစရာကောင်းမဲ့ပွဲလို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်အဲပြီးတော့ Brighton အသင်းရဲ့ဒီအဲ Brighton အသင်းကအဓိကတိုက်စစ်ပိုင်းကိုအဓိကထားပြီးဆော့တဲ့အသင်းအဲတိုက်စစ်ပိုင်းမှာဆိုလို့ရင်အခုလက်ရှိကအဲဒီခြေစမ်းပြနေတာကဝက်ဘက်အနီဝက်ဘက်ဆိုလို့ရင်ပြီးခဲ့တဲ့ပွဲမှာဆိုရင် Newcastle တော့နှလုံးသွင်းပြီးတော့သူ့အနေနဲ့ခြေစမ်းပြကစားထားတယ်ပြီးခဲ့တဲ့နောက်ဆုံး၃ပွဲမှာ၄ခုထိသွင်းယူထားနိုင်တယ်ဆိုတော့ဝက်ဘက်ကလည်းမထင်မထင်လို့ဂိုးသွင်းနေတာကြီးကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဆိုတော့အဲသူတို့ရဲ့ကွင်းလယ်မှာဆိုလို့ရင်ဒီ Gomez တို့ကလည်းအကောင်းဆုံးပန်ဖို့ပြီးတော့ဒါ Gregor Gomez ဆိုလို့ရင် AMF နေရာမှာဆော့မလား NWS ဆော့ ော့မလားသူအနေနဲ့နေရာဆောင်ဆော့နိုင်တဲ့အဲတိုက်စစ်ပိုင်းမှာနေရာဆောင်ဆော့နိုင်တဲ့ကစားသမားဖြစ်တဲ့အတွက်အဲကျွန်တော်အနေနဲ့ Brighton team ကို short တက်လို့တော့မရဘူးအဲဒါကြောင့်မလို့ခြေစွမ်းနဲ့တိတ်မကွာဘူးကျွန်တော်တို့မန်ယူနဲ့ရတယ်သူတို့ကလက်ရှိအဆင့်ကအဲဟိုဘာမှမဟုတ်အဆင့်30မှာ12မဲ့ရထားတယ်ကျွန်တော်တို့ကအဆင့်6မှာ73မဲ့ရရှိတာဖြစ်တဲ့အတွက်အဲဘယ်လိုပြောရမလဲဒီပွဲစဉ်ကိုတော့ကျွန်တော်တို့အနေနဲ့အနိုင်ကစားဖို့လိုမယ် Brighton team ကိုလည်းအမှတ်ဖြတ်ဖို့လည်းလိုမယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီလက်ရှိဒီ Brighton ပြီးလို့ရှိရင်ကျွန်တော်တို့ Northern Forest နဲ့တွေ့မယ် Northern Forest ပြီးလို့ရှိရင်ကျွန်တော်တို့နေက Spurs နဲ့တွေ့မယ်အဲ့ဒါပြင်ကျွန်တော် International Break လာမယ်ဆိုတော့ဒီကျွန်တော် International Break မတိုင်ခင်မှာဆောနာပြောလို့ပဲကျွန်တော်တို့ကနိုင်ပွဲရယူနိုင်ဖို့လိုမယ်ပေါ့နော်နောက်တစ်ခုကဒီကျွန်တော်တို့ရဲ့ Manchester United အသင်ကဆောနာပြောလို့ဒီတပွဲနိုင်တယ်နောက်တစ်ပွဲရှုံးတယ်အဲအဲ့လိုမျိုးအနေထားတန်တရားလဲနေတာရင်ပွဲတွေမှာရှိရယ် အဲဥမာအသင်းကြီးကိုနိုင်တယ်နောက်မဲ့အသင်းလေးကိုထရှုံတာရှိရဗျာဥမာ Chelsea ကိုနိုင်တယ်ကျွန်တော် Bright Brand ကိုရှုံခဲ့တယ်ပြီးတော့ Sunderland ကိုနိုင်တယ်ဒါပေမဲ့ Liverpool နဲ့ဘက်မှာသူခြေစမ်းကောင်းဆက်ပြီးတော့ထိန်းသိမ်းနိုင်ပြီးဆက်ပြီးခြေစမ်းပြသွားတယ်ဆိုတော့ မစိုးလို့တော့ပြောလို့ရပါမယ်ဟိုတိတ်ပြီးစိတ်ချရအနေထားတော့မဟုတ်သေးဘူးဒါပေမဲ့အဲဆန္ဒပြောလို့တပွဲချင်းတပွဲချင်းချင်းကက်လာပုံလူထုပ်ပုံတွေမှာနီးပြားနဲ့ကစားသမားနဲ့ကြားမှာနားလည်မှုပိုရပြီးတော့နီးစနစ်ပိုင်းမှာအံဝင်နေတာလို့တွေ့ရတယ်ဖြစ်ပါဆိုတော့ဒီ Brighton တင်းနဲ့ဒီ Man U တင်း United တင်းရဲ့ကျွန်တော်တို့ဒီနှစ်တင်းလုံးရဲ့ storyline တွေကိုကျွန်တော်အပြည့်စုံတော့အဲတုံးတက်ကြည့်ရတဲ့အချိန်မှာအဲကျွန်တော်တို့ Manchester United အတင်းက ဒီအခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီအခုနောက်ဆုံး2ပွဲဆက်လည်းနိုင်ထားတယ်အင်ဝင်း3ပွဲဆက်လည်းအနိုင်ရရှိထားတာဖြစ်တဲ့အတွက်အဲဒီ Brighton အသင်းထက်တော့အနည်းငယ်တာတယ်လို့ထင်တယ်ဒါပေမဲ့ Brighton အသင်းကလည်းဒီအသင်းကြီးနဲ့တွေ့တိုင်းကဒီခြေစွမ်းကောင်းတွေရလက်ကောင်းတွေကိုပေါ်ဆောင်ထားနိုင်တဲ့အသင်းဖြစ်တဲ့အတွက် short တွက်လို့မရရအနေထားမှာအဲကျွန်တော်အနေနဲ့ဟိုဂိုးပြည့်ကြီးမဟုတ်ရင်တောင်မှပဲဒီ Brighton အသင်းကိုအဲရလက်ကပ်ပြီးတော့အဲဥမာ2-1သုံးလို့ရှိရင်3-2ဆိုတဲ့ပုံစံမျိုးနဲ့အဲ နိုင်နိုင်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့နော်။ဘာလို့ဆိုတော့ဒီ Brighton တင်းကလည်းတိုက်စစ်ပိုင်းမှာခြေစွမ်းပြနေတဲ့အသင်းကျွန်တော်တို့ Manchester United တင်းကလည်း အဲတိုက်စစ်ပိုင်းကအဲရင်ပွဲထဲစားလို့ရှင်ပူပြီးစိတ်ချလာတဲ့အသင်းဖြစ်တဲ့အတွက်ဟိုနှစ်ဖက်လုံးကတော့တွင်းကိုရရှိနိုင်မယ်လို့ကျွန်တော်တို့မြင်တယ်။ဒါကြောင့်မလို့အဲဒီလာမယ့်အပတ်မှာမနက်ဖြန်ညကံမဲ့စနေနေ့ပွဲစဉ်ကိုတော့ကျွန်တော်တို့လည်းအဓိကထားပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဆိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးကျွန်တော်တို့ဒီ United Fan ညီကိုတွေရောအဲဘယ်လိုမြင်လဲဆိုတာကိုကျွန်တော်ရဲ့ comment အောက်မှာဆွေးနွေးခဲ့နိုင်ပါတယ်။အဲဆိုတော့ဒီပွဲစဉ် line နဲ့ထွက်လာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ line နဲ့ပုံမှန်ကြည့်ပြီးတော့ဒီ preview အနေနဲ့ကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဆိုတော့နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်။အားပေးကြတဲ့ညီကိုတရားရှင်တွေအားလုံးကို ကျေးဇူးတင်ရှိပါတယ်ကျွန်တော်ရဲ့ Facebook TikTok နဲ့ YouTube Channel လေးကိုလည်း Like and Follow နဲ့ Subscribe လုပ်ထားဖို့အကြံပေးခြင်းပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်